ဒီဘာလို့ဆိုင်ရပစ္စည်းကိုခိုးတာလဲမေးရခိုးတာမဟုတ်ပါဘူးတမိမာလေအခက်ခဲလေးရှိလို့ပါတမိမာလေဒီမှာဒါလေးကတမိအကြီးလေဒါလေးကခလေးအငယ်လေသူတို့လည်းစီမီလန်နိုမိုတိုက်ရတယ်နိုမိုကတသိန်းပြီးတော့တမိမာကလည်းလေလှကျင်တော့လေစကင်ကလည်းကဲရသေးတယ်မြတောင်သူကလည်းဆက်ကသေးတယ်စကင်ကဲပိုးလေးတွေလိုလို့ပါတမိကငတ်လို့ခိုးတာမဟုတ်ဘူးပါတဲ့တမိတို့ကောင်းစားကြချင်လို့ခိုးတာပါမေးရအမေတို့ရောရောမလုပ်နဲ့နော်ဗီဒီယိုမရိုက်နဲ့နော်ဗီဒီယိုရိုက်လို့ရှိရင် ဆက်ဆက်ချောက်ကဒီနေမိတို့တရားဆွဲမှာကျော်မတော့နဲ့ကျော်တော့လို့ရှိရင်ပို့တင်ပြီးတော့ပတ်သနာရှာမှာနော်ကျွန်တော်ကလည်းဘယ်လိုလဲကောင်းအောင်ကောင်းအောင်ပဲလှုပ်စားပါလားပင်မန်းနေကောင်းအောင်ကောင်းပဲလှုပ်စားရင်ပင်မန်းနေမိကြီးရဲ့ခိုးစားတော့အလကားရတယ်လေနော်ဟုတ်တယ်မလားခိုးစားတော့အလကားရဟောခိုးစားရတော့အလကားရလေဒီမှာကလေးချောချောလေးနဲ့ငွေထားတာဟုတ်လားအဲ့တော့သူတို့တက်ကိုရှာရတယ်ဒီမှာလေးဒီမှာလေးနဲ့ ဟုတ်တယ်ဟုတ်တယ်ကလေးလေးနဲ့ငွေးထားတာခိုးတာပြင်ပြမနဲ့မေးရဲကျမတခါပဲခိုးတာပါအမခေါ်သားငါးရနဲ့ဆိုလဲပုံမြင်လို့ပဲတခါတည်းက900 900ပြပြသွားတာအမေလို့ဆန်ပစ္စည်းတွေလည်းဘာမှမဖြစ်ဘူးနော်ဟိုကုသိုလ်တောင်ရသေးတယ်ခဲတင်များနေရမလားခွက်တင်များနေရမလားတမိမဒါလေးတွေကိုရောင်းချပြီးတော့မေးရဲသနာချပါအမမမကလေးအကြီးလေးကိုလည်းကျွေးရမွေးရသေးတယ်အငယ်လေးကလည်းမအေးရမရှိဘူးသူ့အမေကမိတွင်မှာဆုံးသွားတော့ကျမမှာအဖွားဖြစ်ပြီးတော့လောက်ရတာလုံးမပိုးလေးပါ နော်အမေတို့မခေါ်စေချင်ဆိုလို့ရှိရင်လေဒီမောင်လေးအိမ်လေးတစ်လုံးနော်ကားလေးတစ်စီးငွေလေးတိုင်းတောင်းတော့ဘယ်မှာထည့်ပေးထားပါအမေတို့မခေါ်တော့ဘူးအဲ့ဒါဆိုတော့ကျွန်မမခေါ်တော့ဘူးနော်ပဖမ်းနဲ့နော်မေတို့ကသခိုးဖမ်းတာရီးနေကြတယ်သခိုးကဘာလောက်ကမှာလဲသခိုးကဘာလောက်ကမှာလဲသခိုးပြောအောင်လူအောင်နော်သခိုးဒီသခိုးကနည်းနည်းလေးပဲအလူကမ်းမှာနော်ဘယ်နဲ့မှငွေလေးတိုင်းတောင်းထည့်ပေးနော်စီးဖို့ပတ်ကြရိုးလေးတစ်စီးပေး တော့ပုံလင်ခူစာလေးတစ်စီးပေးနော်ပြီးတော့မှဒီဒီကလေးတွေတွေ similar no more air နေဖို့ condo လေးတစ်လုံးနော်သုံးဖို့သိန်းတစ်သောင်းထည့်ပေးထားလို့ရှိရင်မခိုးဘူးအဲ့ဒါဆိုရင်တော့မခိုးတော့ဘူးနော်မခိုးတော့ဘူးအဓိကပြောချင်တာကလေခိုးရဆိုတာကအခုခဏတော့ရလိုက်မကောင်းဘူးစဉ်းစားပစ္စည်းအဲ့တော့လူလိုက်လူလိုက်မှာကအလုပ်တွေလုံနေကြတယ်။ကောင်းရောင်းကောင်းမဲ့လုပ်ဖို့အတွက်ဆိုလို့ရှိရင် wish your လို့ရတယ်။အိမ်ဝင်တန်းလုပ်လို့ရတယ်။စိုင်ဝင်တန်းနေလုပ်လို့ရတယ်။စိုင်တိုင်းမှာလည်းလူတွေလုံနေတယ်။ အိမ်တိုင်းမှာလည်းဝင်နှင်းနေလိုနေကြတယ်ဘိုးရှော်မိဘူးတိုင်းအကုန်အဲ့တော့ကိုယ့်ရဲ့ခွန်အားကိုအသုံးချပြီးအလုပ်လုပ်ပါရှင်နော်ကိုယ့်ရဲ့ခွန်အားကိုအသုံးချပြီးအလုပ်လုပ်ပါနော်ပြီးတော့ကလေးငယ်လေးတွေကိုခေါ်ပြီးတော့ဒီလိုမျိုးတောင်းနေဆိုလို့ရှိရင်မထက်နဲ့ရှင်ဒီလိုမျိုးထက်လိုက်ခြင်းအဖြစ်ကျမတို့တွေကခိုးမှုနော်ဒီလိုကလေးငယ်လေးတွေနဲ့တောင်းစားပြီးဆိုလို့ရှိရင်ကလေးသူငယ်ဆိုင်ရန်ဥပဒေရအခွင့်အရေးတွေကိုကလေးငယ်တွေမှာညှော်နေသွားပြီးတော့အသုံးချခြင်းတက်တက်ဖြစ်သွားတယ်အလုပ်လုပ်ကြပါရှင် တောင်းကျင်ကိုယ့်အကိုတောင်းစားနော်မတောင်းကျင်ခံစားကလေးတွေကိုအသုံးချပြီးတော့အဖို့စားကြပါနဲ့ရှင်ကိုကျင်းစားပါ